မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အော်တိုဘာလ၄ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့အကြမ်းဖက်စစ်ခွေးကောင်းဆောင်မင်းအောင်လှိုင်ဟာဒီကနေ့မှကြောက်တဲ့မန္တလေးတက္ကသိုလ်နှစ်တရာပြည့်ပွဲကိုလာတက်တဲ့အချိန် မန္တလေးမြို့နန်းတွင်ထဲမှာရှိတဲ့အလဲပိုင်းတိုင်းစစ်ဌာနချုပ်ကိုရှော့တိုက်ဒုံးများနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့အော်တိုဘာလ၄ရက်နေ့မနက်6:55မိနစ်အချိန်မင်းအောင်လှိုင်ကမန္တလေးတက္ကသိုလ်နှစ်တရားပြည့်ပွဲကိုတက်ရောက်ရန်ပြည်ဦးလွင်ကနေမန္တလေးကိုရောက်ရှိလာပြီးတော့နန်းတွင်ထဲမှာရှိတဲ့အလဲပိုင်းတိုင်းစစ်ဌာနချုပ်လဘခအတွင်းထဲမှာခိတခဏလာရောက်တဲခိုခဲ့တယ်လို့သတင်းရရှိတဲ့အတွက်ရှော့တိုက်ဒုံးနှလုံးနဲ့တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ ်မန်တက်ကတို့ရာပြည့်ပွဲမှာမင်းအောင်လိုင်းကအရက်သားပြည်သူအများပြားကိုလူသားတိုင်းအဖြစ်နဲ့အကာအကွယ်ယူပြီးတော့ပွဲတက်မှာဖြစ်တဲ့အတွက်အခမ်းအနားကိုတိုက်ခိုက်ခြင်းကနေရအတိအကျဖြစ်တဲ့အတွက်ပုံမလွယ်ကူတော့လေအရက်သားပြည်သူများပါထိခိုက်မှာကိုစိုးရိမ်တဲ့အတွက်ကြောင့်ရှောင်ရှားခြင်းနဲ့အတွက်မင်းအောင်လိုင်းခိတ္တတဲခိုရာလောပခအတွင်းထဲကိုသာပြစ်ခတ်တိုက်ခိုက်ခဲ့ရခြင်းဖြစ်တယ်လို့သိရပါတယ် ်ပြည်သူများရဲ့အကခုံများနဲ့လူသားတိုင်းလှုပ်ထားတဲ့အတွက်ကြောင့်မန်တက်ကတို့ရာပြည်ပွဲကိုတက်နေတဲ့မင်းအောင်လိုင်ကိုထမ်းမှန်တိုက်ခိုက်ရန်အခွင့်မသာခဲ့တော့လေလဘခအတွင်းထဲကိုပြစ်ခတ်ထားမှုကြောင့်၎င်းရဲ့တပ်ဖွဲ့ဝင်များထိခိုက်မှုရှိနိုင်တယ်လို့ပြောပါတယ်ဒီကနေ့မစ်ရှင်မှာနိုင်ပိုင်းအတွင်းလျှက်တပြက်စီစဉ်ရတဲ့မစ်ရှင်ဖြစ်တော့လေအချမ်းဘတ်စစ်ခွေးခေါင်းဆောင်ကိုအမှန်တကယ်ချင်းချောက်နိုင်တဲ့မစ်ရှင်ဖြစ်တဲ့အတွက် ကိုကြီးအားဖြင့်ပေးကြတဲ့နေမြေကမဟာမိတ်များအလုံးကိုလည်းအထူးပင်ကျေးဇူးတင်ရှိကြောင်း Brave Warriors for Myanmar BWM အဖွဲ့ကတာဝန်ရှိသူကပြောဆိုထားပါဗျာ။ မင်းအောင်လိုင်းကလဘခမှာလာတဲတယ်လို့သိရလို့ချက်ချင်းစီစဉ်လိုက်ရတာပါရှော့တိုက်တုံးနှလုံးစလုံးလဘခတဲကိုကြတယ်လို့သိရပါတယ်ပြင်မှတ်ကတော့မင်းအောင်လိုင်းဇီကိုပါပဲဘာပဲဖြစ်ဖြစ်သူလာတဲ့အချိန်ချင်းချောက်ပြစ်လိုက်နိုင်လို့အောင်မြင်တယ်လို့ပဲပြောရပါမယ်ပြစ်ပြီးမကြခင်မှာ MI 35နဲ့ပတ်ရှာတယ်112နဲ့ကိုပတ်ရှာတယ်လဘခဝင်းကျင်ရောမန္တလေးမြို့ပေါ်ရောပတ်ဝဲနေတာရဲဘော်တွေအားလုံးကတော့ဘေးကင်းစွာဆုတ်ခွာနိုင်ခဲ့တယ်လို့ Brave Warriors for Myanmar BWM အဖွဲ့ကတာဝန်ရှိသူကရှင်းပြထားပါတယ် အဲ့ဒီ mission ကို Brave Warriors for Myanmar BWM အဖွဲ့ရဲ့ဥဆောင်စီမံမှုနဲ့ No More Dictatorship NMD PDF အဖွဲ့ People Service Force PSF နဲ့ရတနာဘုံတအုပ်အဖွဲ့တို့ကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ BWM ရဲ့ mission 46အဖြစ်နဲ့အောင်မြင်စွာပြစ်ခတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။ဒီကနေ့မနေ့စေနာရီဝင်းချင်မှာမင်းအောင်လိုင်းကမန္တလေးတက္ကသိုလ်ရာပြည့်အခမ်းအနားကိုတက်ရောက်ပြီးတော့ဖွင့်ပွဲဖွင့်လှစ်ခြင်း၊မှတ်တရစကားပြောကြားခြင်းတက္ကသိုလ်အဆောက်အဦများကိုကြည့်ရှုဆက်ဆဲခြင်းများကိုလှုပ်ဆောင်ခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဇဂိုင်းတိုင်းတန်းဆယ်မြို့နယ်မှာတိုက်ပွဲဖြစ်ပွားပြီးတော့ဘူးစောတီခေါင်းဆောင်တအုပ်ကိုအရှင်ဖမ်းမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တင်ဘာလ30ရက်နေ့မှာကံဘလူမြို့နယ်ကာဘိုးရွာကနေထွက်လာတဲ့အချမ်းဘတ်စစ်ခွေးစစ်ကြောင်းနဲ့တော်လိုင်းတပ်ဖွဲ့များတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲတွင်းမှာစစ်ခွေးစစ်ကြောင်းမှလိုက်ပါလာတဲ့ဘူးစောတီခေါင်းဆောင်တအုပ်ကိုတန်းဆယ် PDF တပ်ဖွဲ့ကအရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်အဲ့ဒီအချမ်းဘတ်စစ်ခွေးစစ်ကြောင်းဟာ အော်တိုဘားလာတရက်နေမှာတန့်ဆယ်မြို့နယ်အတွင်းမှာရှိတဲ့တန့်နယ်ရွာကိုဝင်းရောက်စီးနေပြီးတော့ပြည်သူဝိုင်းနေအိမ်အလုံး20ကျော်ကိုမိရှုဖျက်ဆီးခဲ့တယ်လို့သိရပါဗါးဒါအပြင်ကျေးရွာအတွင်းမှာရှိတဲ့ပြည်သူဝိုင်းနေအိမ်များကိုလည်းဝင်းရောက်မှွေနှောက်ခဲ့ပြီးတော့ဆန်တွေကိုတန့်ဆယ်မြို့အတွင်းကိုရိတ်ခါဖြစ်နေယူဆောင်သွားတယ်လို့သိရပါဗါး အကြမ်းဖက်စစ်ခွေးတပ်ဟာကမောင်းကြိုင်ရွာစတင်ကြောင်းကိုလည်း Jet Fighter တစ်စီးနဲ့ဘုံးကျဲဖျက်ဆီးခဲ့ပြီးတော့ပြည်သူများထိခိုက်မှုမရှိတော့လဲအဆောက်အုံများထိမှန်ပျက်စီးခဲ့ရတယ်လို့သိရပါတယ်။အဲ့ဒီစစ်ခွေးစစ်ကြောင်းဟာအော်တိုမာလာ၃ရက်နေမှာကမ်ဘလူမြို့နယ်အတွင်းကိုပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါတယ်။ဒါအပြင် AOD တိုင်းပသိမ်မြို့နယ်မှာရှိတဲ့အနောက်တောင်တိုင်းစစ်ဌာနချုပ် အမှန်လေးစင်မြေပြင်ဆေးတက်ရင်နတခမဆာယာလေးမှာတိုက်ပွဲအတွင်းမှာဒဏ်ရာရရှိခဲ့တဲ့အရာရှိတအူးဆေးကုသမှုခံယူနေတော့မှာပဲတေဆုံးခဲ့ကြောင်းဒေတာတွင်းစီရေးသတင်းအင်းမြေကပြောပြထားပါဗါတယ်။အော်တိုဘာလ2ရက်နေ့မှာနတခမဆာယာလေးမှာဆေးကုသမှုခံယူနေတဲ့အချိန်တေဆုံးခဲ့တဲ့အရာရှိတအူးရဲ့အလောင်းကိုရွှေမြင်တင်မိသူဇက်ကိုဘဝစည်းစာကားနဲ့ပို့ဆောင်ကလက်နဲ့ကန်ဆောင်ထားတဲ့စစ်ခွေးတွေလိုက်ပါလာတဲ့ကားတစ်စီးနဲ့စစ်သားမိန်းမများလိုက်ပါလာတဲ့ကားတစ်စီးနဲ့လာရောက်ပြီးတော့တကြိုသွားတယ်လို့သိရပါဗါတယ်။ မဆာရလေးမာကဧရာဝတီတိုင်းစစ်မြေပြင်ကနေပြီးတော့ဒဏ်ရာရပြီးတယ်လာတဲ့စစ်ခွေးတွေအများကြီးပဲအော်တိုဘားလာနှစ်ရက်နေ့ကစစ်ခွေးအရာရှိတကောင်တေလို့စစ်ကားနဲ့လာပြီးသကြိုးသွားတယ်တတ်သားအဆင့်လောက်တည်ရင်ဒီကောင်တွေအဲ့လိုလာပြီးမသကြိုးဘူးအရာရှိတေလို့သာလက်နဲ့အပြည့်စုံနဲ့လုံခြုံရေးယူပြီးလာသကြိုးသွားတာလို့ဒေတာတွင်းစစ်ရေးသတင်းရင်းမြစ်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းရွှေကျင်မြို့နယ်မှာအချမ်းဘတ်စစ်ကောင်စီရဲ့ခမရ968တပ်ရင်းကိုလက်နက်ကြီးများစနိုက်ပါတို့နဲ့နေစဉ်နှီးပါပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်ကတေဆုံထိခိုက်မှုတွေရှိခဲ့ပြီးတော့တေဆုံသွားတဲ့စစ်ခွေးတချို့ကိုလည်းတရင်အနီးမှာပဲမြေမြုပ်ကြိုလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘာလ၂ရက်နေ့မှာရွှေကျင်မြို့အခြေဆိုင်အကြမ်းဖက်စစ်ကောင်စီရဲ့ခမရ၅ကိုရှိတရင်ကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့များကလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရာစစ်သား၂ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့ပြီးတော့ဆင်းရွာဆင်းရုံကိုတေဆုံသွားတယ်လို့သိရပါတယ်။အလားတူပဲအဲ့ဒီတရင်စခန်းကို နေတိုင်းနေပါလက်နက်ကြီးစနိုက်ပါတို့နဲ့တွားရောက်ပြစ်ခတ်တိုက်ခိုက်ခဲ့ရာစစ်ခွေးများတေဆုံးထိခိုက်မှုတွေရှိပြီးတော့စစ်ခွေးတချို့ကိုအဲ့ဒီတိုက်ရင်နားမှာတည်းမြေမြုပ်ပစ်လိုက်တယ်လို့သိရပါတယ်။အော်တိုဘားလာ၂ရက်နေကတိုက်ခတ်ခဲ့လို့ဒဏ်ရာရတဲ့နှစ်ကောင်ကတော့နောက်ဆက်တွဲသတင်းကအတိမပြုတ်နိုင်သေးပါဘူး။အဲ့ဒီတိုက်ရင်ကိုလက်နက်ကြီးစနိုက်ပါတွေနဲ့နေတိုင်းနေပါတွားပစ်တာတေဆုံးတာတွေများပါတယ်လို့ဘကိုးခေပတ်ကောက်ဘကတောင်းရှိသူကရှင်းပြထားပါတယ်။ အခုလိုမျိုးသိဆုံးသွားတဲ့စစ်ခွေးများကိုတက်ရင်အနီးမှာပဲမြေမြုပ်ပြစ်လိုက်တယ်လို့အခုရပိုင်းအတွင်းမှာလက်နက်မဲ့အလင်းဝင်လာတဲ့စစ်မှုထမ်းတပ်သားတအူးကအတီးပြုတ်ပြောဆိုထားပါတယ်အချက်ပါစစ်ခွေးတက်ရဲ့ခမရ998တက်ရင်ကို KNL တက်ရင်ခွန်နဲ့ပူးပေါင်းပြီးတော့ဘကိုးခရိုင်ပတ်ကဖလက်နက်ကြီးတပ်ဖွဲ့ကောဝလက်နက်ကြီးတပ်ဖွဲ့တို့ကတိုက်ခိုက်နေခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့နမ်တက်မြို့မှာရှိတဲ့တရုတ်ရွှေဆိုင်ဒီဇိုင်းကိုမြေအောက်ကနေပြီးတော့ကိုရက်ကြာဥမေနိုင်ကောင်တူးပြီးတော့ဖောက်ထွင်းသွားတဲ့တရက်ခန်းတွေကို အော်တိုဘာလာတရက်နေ့မှာ UWSA ရဲတွေကဖမ်းဆီးရမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် UWSA ထိန်းချုပ်နယ်မြေဟိုးပန်ခရိုင်နမ်တက်မြို့မှာရှိတဲ့တရုတ်လူမျိုးပိုင်ဟောင်ကောင်အမည်ရှိတဲ့ရွှေဆိုင်ဒီဇိုင်းဟာပြီးခဲ့တဲ့စက်တင်ဘာလ28ရက်နေ့တရုတ်စံတော်ချိန်မနက်9:00လောက်က တိုက်အောက်ကနေပြီးတော့လှိုင်ကောင်းဖောက်ပြီးဆိုင်ထဲကရွှေတွေကိုခိုးယူသွားခဲ့တာပဲဖြစ်ပါတယ်။ဖောက်ဖင်းခိုးယူသူကကိုကက်နေကံမှာအော်တိုဘားလတရက်နေ့ကဝါအဖွဲကဖမ်းဆီးရမိခဲ့ပါတယ်။တဲခိုကမ်းမှာမိတာပါလို့ဒေသခံအမျိုးသားတယောက်ကအတည်ပြုပြောကြားထားပါတယ်။ဖောက်ဖင်းခိုးယူမှုကျူးလွန်သူကအသက်28နှစ်အရွယ်အားချင်းဆိုသူဖြစ်ပြီးတော့အိမ်ဆောက်ချင်တာကြောင့်အခုလိုမျိုးရွှေတွေကိုခိုးခဲ့တာလို့ဒီအခန်းကိုစစ်ဆေးမှုမှတ်တမ်းအရာသိရပါတယ်။ဆိုင်အနီးလူသွားစင်းကြံအောက်ကနေ ဥမင်နိုင်ကောင်းတူးဖို့အကြံရခဲ့ပြီးတော့လိုအပ်တဲ့ကိရိယာတွေကိုအွန်လိုင်းကနေမှာယူခဲ့ကဥမင်နိုင်ကောင်းတူးချိန်ကိုရကြာခဲ့တယ်လို့မှတ်တမ်းတွေအရသိရပါတယ်။ခိုးယူခဲ့တဲ့ရွှေအချိန်စမသိရပေမဲ့မိုင်းလာမှာ Quick Su application ကနေရွှေဝယ်သူတယောက်ကိုဆက်သွယ်ပြီးရွှေ 951g ကို 1g ကိုယွမ်840နှုန်းနဲ့ ရွမ်းပေါင်း၄သိန်း6300မြန်မာငွေ3900ကျပ်ဝင်းကျင်ကန်းနဲ့ရောင်းချခဲ့ပြီးတော့ရွှေတချို့ကိုခြံထားခဲ့ကရွမ်းတထောင်တန်ဖုန်းတစ်လုံးကိုဝယ်ခဲ့တယ်လို့ထွက်ဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ချင်းပြည်နယ်မင်းတပ်မြို့ပေါ်မှာရှိတဲ့ဟုံးဟုံးဟိုတယ်ကိုအကြမ်းဖက်စစ်တပ်က Jet Fighter နဲ့ဘုံကျဲတိုက်ခတ်ခြင်းကြောင့်ပြည်သူများထိခိုက်မှုရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဒီကနေ့အော်တိုဘားလ၄ရက်နေ့မနက်အစောပိုင်းတနအိဆယ်မိနစ်ခန့်မှာအချမ်းမဆက်တရဲ့ဒရယ်ဦးလေတပ်ကနေတက်လာတဲ့ Jet Fighter နှက်စီးဟာမင်းတပ်မြို့ပေါ်မှာရှိတဲ့ဟုံးဟုံးဟိုတယ်ကိုဘုံကျဲတိုက်ခိုက်သွားတယ်လို့သိရပါဗျ။အချမ်းမစစ်ခွေးတိုက်ရဲ့ဘုံကျဲတိုက်ခိုက်မှုအတွင်ပြည်သူ၃ဦးထိခိုက်မှုရှိပြီးတော့လေးချောင်းတိုက်ခိုက်မှုကြောင့်ဟိုတယ်အဆောက်အဦများလည်းထိခိုက်ပျက်စီးသွားတယ်လို့သိရပါဗျ။အလားတူပဲမခွေးတိုင်းမြိုင်မြို့နယ်နဲ့ပေါင်မြို့နယ်အဆက်ကိုလည်းအချမ်းမစစ်တပ်ကစက်တက်၄ ठी များနဲ့၂ရက်ဆက်တိုက်ဘုံကျဲတိုက်ခိုက်နေကြောင်းဒေသခံပြည်သူများကပြောကြားထားပါဗျ။ ဒီကနေ့အော်တိုဝါလာ၄ရက်နေ့မနက်9:00နာရီကျော်လောက်ကစတင်ပြီးတော့အချမ်းဘက်စစ်ခွေးတိုက်ရဲပခုတ်ကူ၄တပ်ကနေတက်လာတဲ့စစ်တပ်၄ဒီများနဲ့ဇက်တိုက်ဘုံကျဲတိုက်ခိုက်နေခြင်းဖြစ်ပြီးတော့ပြည်သူများဟာလည်းဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါဗျ။မနေ့ကလည်းအကြမ်းဖက်စစ်တပ်ရဲ့ Jet Fighter စစ်တပ်လေထီအပအဝင် Gyrocopter များနဲ့ပါပေါက်ထီးလင်းတဲ့မြန်မြို့နယ်မှာရှိတဲ့ခြေရွာများကိုဇက်တိုက်ဘုံကျဲတိုက်ခိုက်သွားတယ်လို့သိရပါဗျ။ အကြမ်းဖက်စစ်တပ်ကနေရဆက်တိုက်ဘုံကျဲတိုက်ခိုက်နေခြင်းကြောင့်ပေါင်းမြုံနယ်နဲ့မြိုင်မြုံနယ်အဆက်မရှိတဲ့ခြေရွာများကပြည်သူများဟာဘေးလွရာကိုထွက်ပြေးတိမ်းရှောင်နေရပြီးပြည်သူများထိခိုက်မှုရှင့်မရှိကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ပြောပါတယ်။ ပေါ့နဲ့မြန်မြို့နဲ့အဆက်ကိုစစ်ခွေးတွေက၂ရက်ဆက်တိုက်ကိုလေးချောင်းကနေဘုံကျဲတိုက်ခိုက်နေတာပါပြည်သူတွေခင်ဗျားလဲဘေးလွရာကိုထွက်ပြေးတိမ်းရှောင်နေရပါတယ်အခုချိန်ထိကျဲနေတော့မယ်ပြည်သူတွေမှာရွာလုံးကျွတ်ပြေးနေရတော့ထိခိုက်မှုအခြေအနေကိုအတိမပြုတ်နိုင်သေးဘူးလို့ဒေသခံပြည်သူတို့ကပြောပြထားပါတယ်အလားတူပဲဒီကနေ့နေ့လယ်၁၂:၂၈မိနစ်အချိန်မှာရှမ်းပြည်နယ်မြောက်ပိုင်းနမ်ဆန်မြို့ကိုအချမ်းဘတ်စစ်ခွေးတပ်ကတိုက်လေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ပြီးတော့အဲ့ဒီဘုံကျဲမှုနဲ့ပတ်သက်ပြီးဖြစ်စဉ်အသေးစိတ်အချက်အလက်တွေကိုတော့ဆက်လက်ပြီးတော့ထုတ်ပြန်ကြေညာမှာဖြစ်တယ်လို့ DNA လေးကထုတ်ပြန် ြန်ထားကြောင်းသတင်းရရှိပါတယ်ခမောင်းသတင်းတွေကိုတင်ဆက်ပေးနေရင်လည်းကြားဖြတ်ပြီးတော့အကူအညီတောင်းကြင်တာလေးကတော့နေ့စဉ်နဲ့အမျှ update ဖြစ်နေတဲ့သတင်းများကိုအစဉ်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မေတ္တာရက်ခံတောင်းဆိုလိုက်ပါစီခမောင်းမြေပြင်ကရဲဘော်တွေနဲ့စစ်ဘေးရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက် လူချင်းမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးရုံနဲ့တင်တော်လန်ရေးမှာပါဝင်ကူညီပေးကြဖို့ကိုမြစ်တာရက်ခန့်တောင်းဆိုလိုက်ပါရစေခင်ဗျာနေ့စဉ်မပြတ်အစဉ်အမြဲကြည့်ရှုအားပေးနေတဲ့ကျေးဇူးရှင်မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းမရန်ကုန်မြို့နယ်အမတ်တရက်ကွက်မှာအုတ်ချုပ်ရည်မှုစိန်ဝင်းမြင့်တဲ့အဖွဲ့ကဘရင်အောင်ပွဲရုံနယ်မြေနဲ့သမိုင်းလန်းဆောင်မှာနေကင်းအချိန်ကြီး ိမ်စည်းကနဲ့ပေါ်တာဆွဲဖမ်းဆီးမှုကြောင့်လူငယ်တချို့ဖမ်းဆီးခံလိုက်ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မယံကုန်းမြို့နယ်အမတ်တရက်ကွက်အုပ်ချုပ်ရေးမှူးစိန်ဝင်းမြင့်ဟာ၎င်းရဲ့တပည့်အောက်တန်းစားလူမိုက်များနဲ့အတူဘင်းအောင်ပွဲရုံနယ်မြေဘင်းအောင်လမ်းစုံနဲ့တမိုင်းလမ်းစုံနေရာများမှာလာစမ်းပိုင်းကနေလလယ်ပိုင်းအထိမကြာခဏဆိုသလိုအိမ်စည်းကတွေနဲ့လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးမှုများလုံဆောင်လေ့ရှိတယ်လို့သိရပါတယ်။အော်တိုဘားလာတရက်နေ့မှာအုတ်ချုပ်ရေးမှုစိန်ဝင်းမြင့်ကအရက်ဝင်းနဲ့စစ်သားတချို့နဲ့အတူနေကင်းအချိန်မှတွင်ပေါ်တာဆွဲဖမ်းဆီးနေတဲ့အတော့ လူငယ်6ဦးဖမ်းဆီးခံလိုက်ရတယ်လို့သိရပါဗျ။ဖမ်းဆီးခံရတဲ့လူငယ်များရဲ့မိဘများကပတ်စံနဲ့ရွေးယူရန်ဆက်သွယ်တဲ့အခါမှာငွေမလိုပဲစစ်သားလိုချင်တဲ့အတွက်ပေါ်တာဆွဲဖမ်းဆီးခြင်းဖြစ်ပြီးပတ်စံပေါ်တယ်လို့ပြန်လည်ပြီးတော့တုံ့ပြန်ပြောဆိုခဲ့တယ်လို့သိရပါဗျ။ပါသွားတော့ဖုန်းဆက်လို့ငွေနဲ့ရွေးဖို့လိုက်တယ်။အုတ်ကြီးစိန်ဝင်းမြင့်နဲ့တွေ့တော့ ငွေမလိုဘူးတဲ့လူပဲလိုတာတဲ့ငွေနဲ့ရွေးလို့မရဘူးလူပြောက်သွားလို့ဟိုတိုင်ဒီတိုင်ဖြစ်မှာဆိုလို့အင်းကိုအချောင်းကြားပေးတာဆိုပြီးတော့အရွေးမခံခဲ့ပါဘူးလူလဲတွဲခွင့်ပေးတယ်ဘင်းအောင်စစ်ကြောရေးတက်ကိုပို့လိုက်တယ်လို့ဘင်းအောင်လမ်းစုံမှာဖမ်းဆီးခံလိုက်ရတယ်လူငယ်တအုပ်ရဲ့အကိုဖြစ်သူကပြန်လဲပြောပြထားပါတယ်အုတ်ချုပ်ရေးမှုစိန်ဝင်းမြင့်ဟာဘင်းအောင်ပွဲရုံနေမြင်နေဘင်းအောင်လမ်းစုံမှာဖွင့်လှစ်ထားတဲ့တဲခိုကမ်းများအနေခမ်းများစီကနေလဲစက်ချင်းများကောက်ယူလို့ရှိပြီးတော့အဲ့ဒီနေရာတွေကိုတွားရောက်တဲ့လူငယ်များကိုလည်းစစ်မှုထမ်းအဖြစ်နဲ့ဝင်းရောက်ဖမ်းဆီးမှုများလှုပ်ဆောင်လေ့ရှိတယ်လို့သိရပါတယ် ဘီးရင်တော်ပွဲရုံနယ်မြေနဲ့ဘီးရင်တော်လမ်းစုံမှာအုတ်ကြီးစင်ဝင်းမြင့်ကအရွက်ဝင်းနဲ့စစ်သားတွေနဲ့ပေါ်တာဆွဲတင်တယ်လို့ဆွဲနေပါတယ်နေကင်းကြောင်တောင်ကြီးတောင်အိမ်စည်းကနဲ့လူငယ်တွေကိုကားပေါ်ကိုပေါ်တင်ဆွဲတင်ပြီးတော့ကိုဖမ်းတာလူမရရဲ့မဆတ်နဲ့အနေခန်းတွေကနေဆင်းလာတဲ့လူငယ်တွေကိုပါဆွဲပါတယ်သူကမဆတ်နဲ့အနေခန်းတွေစီကနေစက်ချီးကောက်တယ်စွမှုတဲ့အကျုံးဝင်တဲ့လူငယ်တွေလာတာမျိုးရှိရင်အဲ့ဒီမဆတ်နဲ့အနေခန်းတွေကသူ့စီကိုဖုံးဆက်တယ် အထဲတော့ဝင်မဖမ်းဘူးအောက်ရောက်တိုင်းနဲ့စောင့်ဖမ်းတာလို့အမတ်တေးရက်ကွက်အုပ်ချုပ်ရေးမှုစိန်ဝင်းမြင့်ရဲ့လှုပ်ရှားမှုများကိုသိရှိထားတဲ့သတင်းရင်းမြစ်ကသတင်းပေးဖို့တိုင်ကြားထားပါတယ်အခုလိုမျိုးဘေးနောင်နေမြင်တဲ့ဘေးနောင်လမ်းစုံမှာပေါ်တာဆွဲမှုများစက်ကြီးကောက်မှုများအပြန်ဆိုင်လှုပ်ဆောင်နေရင်းနဲ့အုပ်ချုပ်ရေးမှုစိန်ဝင်းမြင့်နဲ့အင်းစိန်ကန်းနာကပြူစော်တီခေါင်းဆောင်အောက်တန်းစားလူမိုက်ကျင်းဟုတ်တို့ကြားမှာရံဝဲများဖြစ်နေကြတယ်လို့သိရပါတယ်အုပ်ကြီးစိန်ဝင်းမြင့်ရဲ့တပည့်စင်မလိုက်သားနန္ဒာအောင်နဲ့ လူမိုက်ကျင်ဟုတ်တပဲတို့ဘဲသာကီလန်း KTV စပါမှာစက်ကြီးလာောက်လူလာဆွေးနေတဲ့ပြဿနာတက်ကြပါလေကျင်ဟုတ်တပဲကနန္ဒအောင်ကိုဓာတ်နဲ့ထိုးတယ်နန္ဒအောင်ကရှက်ထိပ်ပြီးတော့ခုံချထွက်ပြေးသွားတယ်အဲ့ဒီလိုတွေဖြစ်ကြတာလို့မယံကုန်းမြို့နယ်ရဲများနဲ့ဆက်ဆက်တဲ့သတင်းရင်းမြစ်ကပြောပြထားပါဗျာ မယန်းကုန်းမြို့နယ်မှာအမတ်တရက်ကွက်အုပ်ချုပ်ရေးမှုစိန်ဝင်းမြင့်ကစစ်ခွေးတပ်နဲ့ပူးပေါင်းပြီးတော့ပေါ်တာဆွဲမှုများကိုလှုပ်ဆောင်နေခြင်းဖြစ်ပြီးအနေခမ်းမာဆက်များကိုပါလိုင်းကြီးကောက်နေတဲ့အတွက်မယန်းကုန်းရဲများနဲ့အုပ်ချုပ်ရေးမှုတွေကြားမှာအဆင်မပြေမှုများရှိနေတယ်လို့သိရပါတယ်။သို့တော်လည်းစစ်တပ်ရဲ့ကြောထောက်နောက်ခံပေးတာမှုကြောင့်စိန်ဝင်းမြင့်ဟာပေါ်တင်ရန်ကားခွင့်ရရှိနေတယ်လို့သိရပါတယ်။လမ်းတွေမှာပေါ်တာဆွဲလို့လူမရရင်မာဆက်နဲ့အနေခမ်းဘက်ကိုလှည့်တာပဲ။ အခန်းကဆင်းလာတာနဲ့ဆွဲတာပဲစိန်ဝင်းမြင့်ကဘင်းအောင်နဲ့မရန်ကုန်တရက်ကွာမှာရှိတဲ့ယာယီမှုတွေနဲ့ပြူစောထီးတွေကိုပေါ်တာဆွဲပြီဆိုရင်အုတ်လိုက်ကြီးကိုထွက်တာအုတ်ကြီးကစစ်တပ်ကိုကြောထောင်းနောက်ခံလှုပ်ထားတော့မရန်ကုန်အောက်စခန်းတွေကရဲတွေပါ သူ့ပထွေးကိုဘာမှမပြောရကြဘူးရဲတွေအားလုံးကလည်းသူတို့စားခွင်တွေကိုစိန်ဝင်းမြက်ကဖျက်ခုတ်တာကိုတိတိယက်နဲ့စမန်ခုတ်ပြီးတော့ညင်နေရတာပဲလို့မယန်းကုန်းမြို့နယ်ရဲများနဲ့ဆက်ဆက်တဲ့သတင်းရင်းမြစ်ကရှင်းပြထားပါဗျ။အမှတ်တရက်ွက်အုပ်ကြီးစိန်ဝင်းမြက်ဟာလာစဉ်စစ်တပ်အတော်စစ်မှုထမ်းလူသစ်များကိုနှီးမျိုးစုံနဲ့ပေါ်တာဆွဲဖမ်းဆီးရှာဖွေပေးနေတဲ့အတော်မြို့နယ်နဲ့နယ်မြေကန်စစ်တပ်ကအားကိုးနေရတဲ့အုပ်ချုပ်ရေးမှုတအုပ်ဖြစ်လာကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွာ Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ပေါင်းကကင်းဝေးပြီးတော့အချမ်းဘတ်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ